ကောင်မလေးတယောက်ကိုတောင်းတအများကြီးရောက်ဝိုင်းပြီးအနိုင်ကျင်တာ။ပန်နင်းလာတဲ့ကောင်မလေးကလည်းဘာအမှားလုပ်ခဲ့လဲတော့မသိဘူး။မိန်းမသားတယောက်ကို ိုပားရိုက်တယ်ဆိုတာကမိမတယောက်အနေနဲ့အရင်ကိုရှက်စရာကောင်းတဲ့ကိစ္စပေါ့နော်မင်္ဂလာလည်းမရှိနိုင်ဘူးဒီနေ့လေတာသမီချင်းကိုချင်းစာပြီးရောရင်လာတယ်ပြဿနာရဲ့အဆအဆုံးကတော့ဘာမှန်းတော့မသိဘူးเนาะပါဠိတယောက်ကိုចောင်းသားအများကြီးရောက်ဝိုင်းပြီးအနိုင်ကျင်တာเนาะတပတ်နင်းလာတဲ့កောင်မလေးကလည်းဘာအမှားလုပ်ခဲ့လဲတော့မသိဘူးဒါပေမဲ့ ဝိုင်းပြီးတော့အနိုင်ကျင့်ခံရတဲ့မျက်မြင်ကျမတို့မျက်မြင်နေထမ်းမှာမိဖတယောက်အနေမျိုးနဲ့အဲ့ဒီနစ်နာတဲ့ကောင်မလေးကိုစားငါတမီးလေးသာဖြစ်ခဲ့ရင်ဆိုတဲ့စိတ်မျိုးဝင်လာတဲ့အချိန်ကြရင်လေနှလုံးသားကနေပြီးတော့လေသွေးတွေအဆအဆကြတဲ့လိုမျိုးပဲတိလာအဲ့လိုမဖြစ်ရအောင်လေကျမသားတမီးကိုကျမစောင့်ချောက်တယ်နော်စောက်ချမှုပေါင်းများစွာနဲ့ကျမထားထားတယ်ဖြစ်ခွင့်လည်းမပေးဘူးဒီလိုဖြစ်လာရင်လည်းကျမအသက်ချင်းလှဲပြမှာ သိလားအဲ့ဒီတော့ပညာရေးဌာနကဘယ်ဟိုဘယ်လိုပြောရမလဲအဲ့ဒီပြုလုပ်တဲ့ကောင်မလေးတွေကိုမဆုံးမနိုင်တော်လကပတ်ဝန်းကျင်အဲ့ဒီရဲ့မိဖတွေရဲ့ကိုင်းကနန်ကြီးလို့ပဲဘာမှမပြုတ်လုံနိုင်ခဲ့ရင်တောင်မိဖတယောက်ဖြစ်တဲ့ကျမကတော့အဲ့ဒီကောင်းမလေးတွေပေါ့နော်တစ်ထောက်ပေါ့နော်ဒီရဲ့ကျမတို့ ਨੇ ဆုံတွေ့ခဲ့ရရင်ပတ်သက်မှုမရှိအောင်လို့တော့ကျမအဲ့ဒီပုံနဲ့တော့ကကျမတင်ပြီးတော့ကျမရင်ထဲမှာတော့မှတ်ထားတယ်ရိုင်းဆိုင်တဲ့ ကောင်မလေးတွေပေါ့နော်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့ جماعه တို့ကတော့အာနာရှင်လည်းမဟုတ်တလို့ جماعه တို့ကဒီ جماعه တို့ရဲ့စိတ်ထဲမှာအော်ဒီကောင်မလေးတွေနဲ့ငါသမီးနဲ့စုံစည်းလို့မဖြစ်ဘူးလေနော်ဘယ်လိုပြောမလဲအရင်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့မိဖတယောက်ရဲ့ရင်ထဲမှာ جماعه လုံနိုင်တာဒီလောက်ပဲအစွမ်းစားနဲ့လုံနိုင်တာကို جماعه ဒါပညာရေးမှုဒါဖြစ်ခန့်ရင်တော့အဲ့ဒီကောင်မလေးတွေကိုမှင်းတီးထားပြီးကြောင်းထုတ်ပြီးတော့ ကျမခလေးထိန်သိမ်းရေးအကြောင်းကိုကျမပို့ပြမှာလေဒါပေမဲ့ကျမကဘာမှမဟုတ်တဲ့အတွက်ကျမမိဖတယောက်ကတတ်နိုင်တဲ့ဝင်ပေါ့နော်တတ်နိုင်တဲ့ဝင်နဲ့အဲ့ဒီရဲ့ပြုတ်လုတဲ့ကောင်မလေးဟာ ဒီရက်ဘဝတစ်ခွေပေါ့နော်ဒီရက်အချိန်အတိုင်းတာမှာငါသမီးနဲ့တော့မစုံစည်းနိုင်စေရဘူးဆိုပြီးတော့ကျမအာမခံတယ်အဲ့ဒီပုံလေးကိုလည်းကျမယင်နေအသေးထဲမှာပြုတ်လုံနေတဲ့ကောင်မလေးကိုကျမယင်နေအသေးထဲမှာမှတ်ထားတယ်ဘယ်တော့မှမစုံစည်းစေရဘူးသိလားကျမကတော့ဖြစ်စင်ရတော့ဘာမှန်းတော့မသိဘူးဒါပေမဲ့ပြုတ်လုံခံရတဲ့နစ်နာတဲ့မိမိရေနော်ကိုသမီးဘဝလမ်းကြောင်းမှာ အမဲဆက်ကိုနောက်လက်ထည့်ငါ့အမေရှိပါလားဆိုတဲ့ငါ့အမေငါတို့မိသားစုရှိပါလားဆိုတဲ့စိတ်မျိုးနဲ့ခွန်အားဖြစ်အောင်ကိုတမီးကိုစောင့်ချောက်ပါကျွန်မတော့ပြုလုပ်တဲ့လူကိုကျွန်မအပြစ်မပြောချင်ဘူးနော်ပြုလုပ်တဲ့နင့်နာတဲ့မိဖောက်ပဲကျွန်မအပြစ်ဖို့ချင်တယ်ကိုတမီးတယောက်မတိမ်ငယ်သွားအောင်ဆောင်ချောက်ပေးပါလို့ထပ်ပြီးဆောင်ချောက်ပေးပါကျမဆိုရင်တော့မရဘူးကျမဆိုရင်တော့အသက်ချင်းလဲပြင်ပါတည်လားကျမကတာသမီးကိုထိထိလိုက် အောင်လေးညီမပါရှင်ဒီချိန်ကတော့ဒီချိန်ဆူဆူဖြစ်ပါတယ်နော်ဒီနေ့အဲဒီချိန်ပေါ့ Facebook လေးကြည့်ရင်လည်းဒီချိန်ဒီဗီဒီယိုကလစ်လေးတခုတွေ့ခဲ့တယ်ပေါ့ចောင်းသူလေးတယောက်ကိုចောင်းသူလေး2ယောက်3ယောက်កောင်းနေပြီးတော့သူအချင်းချင်းစကားတွေပြောကြတာပေါ့နော်ဖြစ်စဉ်တခုတော့ရှိမှာပေါ့ဒေသတသက်ကိုယ်ရဲ့ဒီချိန်လေးမသိဘူးအဲ့ဒီဖြစ်စင်မှာအဲ့လိုပြောကြနေတဲ့တစ်ဖက်ကကောင်မလေးကိုတစ်ဖက်ကဒီအဖွဲလိုက်ကောင်မလေးရဲ့အုပ်စုကကိုထွေးလက်ကျူးလွန်တာပေါ့နော်ဒါမိန်းမသားတယောက်ကို ဟိုပားရိုက်တယ်ဆိုတာကဒါဟာတော်တော်ကိုဟိုဟိုဘယ်လိုပြောမလဲဆိုတော့မိမတက်အောင်နည်းအရင်ကိုရှက်เสียကောင်းတဲ့ကိစ္စပေါ့နော်အဲ့တော့ဒီကလေးငယ်လေးတွေကဒီအသက်ငယ်ငယ်ရွယ်လေးတွေနဲ့ကိစ္စအကြောင်းအရာတစ်ခုပေါ်မှာအဲသူတို့ဟာပြဿနာတစ်ခုအေးအေးဆေးဆေးဖြေရှင်းခြင်းမရှိဘဲနဲ့သူတို့ရဲ့စိတ်ဆန္ဒအရာကိုတိလေးယောက်ဂျူးလွန်နေကိုတိလေးယောက်ဂျူးလွန်နေပြင်ကိုသူတို့ကဗီဒီယိုရိုက်ပြီးတော့ဒါကတော့ဘသူကတော့ဒီဖိုင်ကိုတင်လိုက်လေတော့တချင်မသိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဖြစ်သွားတယ် ပြဿနာလေးကိုတချင်ကြည့်ရတဲ့ခါမှာဘာဖြစ်လာလဲဆိုတော့တချင်တို့ဟာမြန်မာလူမျိုးတွေဖြစ်တယ်ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်တယ်တချင်တို့ကိုမြတ်စွာဘုရားရှင်ကဟောကြတားခဲ့ပြီပြီသားဟာလာတချင်တို့ငင်းငယ်လေးတည်းတင်ရတယ်38ပြံမင်္ဂလာပုံမြင်နေရှိတယ်เนาะတချင်တို့ဓမ္မတေးတွေရှိတယ်တယောက်နဲ့တယောက်ဘယ်လိုမျိုးချစ်ခင်ရင်းနှီးအောင်နေရမလဲရိုင်းပြမှုတွေမရှိရအောင်ဒါတွေကတချင်တို့ငင်းငယ်လေးတည်းအကြောင်းနေမှာဆိုရင်လေအာတချင်တို့38ပြံမင်္ဂလာတို့ဘာလို့ဆိုတော့ကြောင်းနေမှာလေတချင်တို့တင်ပေးတယ်ပေါ့เนาะဒီဗုဒ္ဓဘာသာတင်နေနေမှာဆိုရင်လေတချင်တို့တင်ပေးတယ်ပေါ့เนาะ တော့တချေရူကဘလောက်ပဲတိုးတက်ခစ်မိပါတယ်ပဲပျော့ပျော့တချေရူရဲ့နိုင်ငံဒီအခြေခံထားတာဒီမြန်မာလူမျိုးဖြစ်တဲ့ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့ဒီဖျားဟောထားတဲ့တရားရည်နဲ့အညီတချေရူဟာကြင်ကြံနေထိုင်နေကြတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးမှာဘလောက်ပဲခစ်တည်စနစ်တည်ပြောင်းပြောင်းတချို့လဲတော်တော်များများလေးလာမြင်တချို့လူကြီးတွေကိုယ်တိုင်အစားကလေးတွေကိုဘလို့သူတို့က အယူဆထားထားလဲဆိုတော့အော်ခစ်လူငယ်ဒီပဲအာခစ်မမီဦးအာခစ်အဲ့လိုပေါ့နော်ကလေးတီကိုသူတို့ကဟိုလွတ်လပ်ခွင့်ပေးတယ်ဆိုပေမဲ့သူတို့ကိုယ်တိုင်ကမိဘတွေကိုယ်တိုင်ဆာကလေးတွေကိုဖျက်ဆီးနေတယ်လို့ဒီချေကတော့မြင်မိတယ်ပေါ့နော်ဘလောက်ပဲခစ်တီစနစ်တွေပဲဖြစ်ဖြစ်ခစ်လူငယ်ဒီပဲဖြစ်ဖြစ်ဒီချေတို့မိဘတွေကတေချာဆုံးမတုံတင်နိုင်ဖို့လိုအပ်တယ်တရားနဲ့တရားကိုလိုက်တဲ့စင်းနေပြုတ်ငူတာတွေဟဲ့လားနောက်တစ်ခါကျတော့တချို့လိုမသိတော်တဲ့လောက်ရက်တွေပေါ့နော်ဘလောက်ပဲခစ်က တိုးတက်ပါတယ်ပဲပျော်ပျော်ဒီကလေးငယ်တွေအနေနဲ့မသိတော်တဲ့လောက်ရက်တွေလုပ်လို့မယ်ဆိုတဲ့အခါမျိုးမိဘတွေကသွန်သင်ပေးဖို့လိုတယ်စုံမပေးဖို့လိုတယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့မိဘတွေကိုယ်တိုင်အစအေးလုံလိုက်နောင်လာတဲ့ပြဿနာငါတို့နောက်မှကြည့်ရှင်းမယ်ဆိုတာမျိုးကကြတော့ယောက်ျားလေးတွေအတွက်တော့ပြဿနာတော့တိတ်တော့မရှိဘူးပေါ့နော်ဒါပုံမှန်အဖြစ်ကတော့ယောက်ျားလေးတွေကတော့ငငယ်လေးတွေကတော့ မြန်မာလေးဆိုရဲအဲသူတို့မှာဒီဇယိုင်းလက္ခဏာရှိမင်းကလေးအနေနဲ့ဒီအသက်အရွယ်လေးတည်းမှာဒီလိုမျိုးလေးတွေတယောက်နဲ့တယောက်စကားပြောကြတဲ့အခါမျိုးကိုတိလက်ရောက်တွေကျူးလွန်နေတာကိုမြင်ရပြီးတီချေတော့တော်တော်စိတ်မကောင်းဖြစ်မိတယ်သိလားခံစားနေရတဲ့ကောင်မလေးဘက်ကလည်းကလေးလေးဘက်ကလည်းဒီချေကိုချင်းစာရတယ်တနာတယ်ဖြစ်စဉ်ဘာဆိုတော့အဆအဆုံးမသိဘူးဆိုပေမဲ့တီချေတနေအားလုံးရဲ့အခြေခံကတော့ တိုးတက်လာတဲ့နေပညာရဲ့ကြောင်းလို့ပဲထင်နေပေါ့နော်ပြီးတော့သိတဲ့အတိုင်းပဲတချို့လူမြန်မာနိုင်ငံမှာရောက်ရှိလာတဲ့ဒီကိုရီးယားကားတို့ထိုင်းကားတို့အဲ့ဒီလူတွေအကုန်လုံးကလည်းကျောင်းနေမှာအုပ်စုလိုက်နေသိရမလားဟိုဟိုအနိုင်ကျင့်ကြတဲ့အဲ့လိုရုပ်ရှင်ကားတွေလည်းအများကြီးရှိကြတာပေါ့နော်ဒါတွေကိုပဲဟိုတချို့မြန်မာလူမျိုးတွေကပဲအတူတူမှားနေသလားတော့မသိဘူးပေါ့နော်ဒါလေးဒီချက်လာပြီးတော့မျှဝေတာပါမြင်ပြီးတော့စိတ်မကောင်းလို့လေအဲတချို့လေဒီဗီဒီယိုဖိုင်လေးကိုတွေ့ကြမယ်တော့ထင်ပါတယ်เนาะဒီချက်ဗီဒီယိုဖိုင်လိုက်တော့မတင်ချင်တော့လို့ဒီချက်သူတို့ရဲ့ဟိုပုံလေးကို caption လေးတင်ထားတယ်เนาะ နားထောင်ပြီးတဲ့သူတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်ဒီ post ကတော့လေမိဘတွေကျွန်တော်ကိုဆက်ကျင်နေဆက်မဆက်ကျင်နေနေဒါပေမဲ့ကျွန်တော်တော့ပြောဆက်ချက်တော့ပြောရမှာပဲလေနော်မင်းညညတော့ကတော်တော်များများကျွန်တော်ကိုလေမြောင်မြအားထားကကဆိုလာပါဆိုလာမသိပါဘူးဗီဒီယိုဖိုင်တစ်ခုပို့လိုက်မင်းကလေးအကြောင်းလူချင်းညအုပ်စုဖွဲ့ပြန်နိုင်ခြင်းနဲ့ဟာတယ်တော်တော်များပို့လိုက်ရကျွန်တော်လည်းခုနမှအားလို့ကြည်လိုက်တာဟာကလေးလေးရေဟောနော် ထားတော့အဲ့ဒါတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမပြောလို့ဦးတာတော့မှန်နေမှသည်အဲ့ဒီမှာရင်လေအဲ့လိုမျိုးကိစ္စတွေရလေဟိုးအရင်တလောတော့ဘူးစီကလည်းယောက်ျားလေးရုပ်စုဖွဲ့ပြီးတော့အဲ့လိုနိုင်နေတယ်ဖြစ်ခဲ့ဘူးလေနော်အဲ့ဒါကျွန်တော်ပြောချင်တာတွေတခုကလေကျွန်တော်ကတော့အစိုးရအကြောင်းစစ်စမားတွေရောဒီကိုယ်ဝန်ကြီးစစ်စမားတွေဘက်ကရောရက်တည်ပြီးတော့ပြောမှာပါဘာကြောင့်လဲဆိုကျွန်တော်တို့ဖျားဟောရှိတယ်လက်ဦးဆင်ရမိထိုက်စွာပုပ္ပါစရိယာမိနေပါတယ် ဟုတ်တယ်နော်နောက်တစ်ခုနောက်စကားလေးခေါင်းမှတ်ထားအောင်အဲ့ဒါကတော့ကျွန်တော်တို့ကိုယ်နဲ့နေမှာ physics တင်တဲ့ဆရာကြီးတယောက်ကကျွန်တော်တို့ဆုံးမဖို့တဲ့စကားလေးခေါင်းရှိရအမိယုတ်တာနှုတ်ရံကအဖယုတ်တာလျံကတဲ့ကျွန်တော်တို့ကိုယ်နဲ့နေကနော်အမိယုတ်ကမွေးလို့ရှင်နှုတ်ကైရံကတဲ့အဖယုတ်ကမွေးလို့ရှင် လက်ကရံကတဲ့အဲ့အဲ့ဒါအဲ့ဒါထားမှာတော့အဲ့ဒါအဲ့ဒါပြဿနာပြော တကယ်တမ်းကျတော့လေကျွန်တော်ပြောချင်တဲ့သဘောကလေကလေးတွေရဲ့လိမ္မာရေးစားရှိမှုဟာလေမိဘတွေနဲ့လေလုံးဝ absolutely consent မိဘတွေရဲ့ပြုစုပြုထောင်မှုနဲ့ပဲသက်ဆိုင်တယ်